တန်အကိုမခံမဲ့ဒီကစားသမားတွေကိုသာခေါ်ယူခဲ့ရင်ပရီးမီးယားလိဂ်တွေချန်ပီယံလိဂ်တွေဇက်တိုက်စုခုနေမယ် United ဘရန်ဒန်မန်အားလုံးပဲမိင်္ဂလာပါခင်ဗျာရှေယိုအိုင်ဘက်ကွန်ရှေကောအွန်လိုင်းအကျင့်ကနေပြန်လည်ကြိုလိုက်ပါရင်မာမယ်နဲ့ DC တို့မှာတော့ဒါကို alternate timeline လို့ခေါ်ပါရင်တခြားသောရွေးချယ်မှုကြောင့်ဖြစ်လာတဲ့နောက်ထပ် universe နောက်ထပ် timeline မျိုးပေါ့ဥပမာအိန္ဒိကသာသူမအနေနဲ့ချစ်တယ်လို့အဖြေပေးခဲ့ရင်အခုလောက်ဆိုရင်မိင်္ဂလာပွဲတွေဘာတွေနဲ့တာတာမိမိလေးတွေတောင်ရရင်ရနေမှာပါဒါပေမဲ့လက်တွေ့မှာသူမကပြန်မချစ်ခဲ့တဲ့အတွက်ညနေညနေလေးဆိုရင်ဘုံဆိုင်ရှိရစီခြေဦးလဲရတဲ့ဘဝကိုရောက်နေရတာပါ ဒါပေမဲ့တခြားသော universe မှာတော့ကိုနဲ့သူနဲ့ညားနေတာလည်းဖြစ်ကောင်းဖြစ်နိုင်တာပဲ။ Data string လို့ I love you every universe လို့ပြီးမှ universe တိုင်းမှာကြံရင်ဖြစ်နေရင်တော့လေကိုထိုင်းနဲ့ကိုကံပေါ့ဗျာ။ United Lady လို့ပါမယ်။အကယ်၍တန်အကိုသာမခန့်ခဲ့ရင်တော့ကဒီကစားသမားတွေကိုသာဝယ်ယူပြစ်ခဲ့မယ်ဆိုရင်လက်ရှိအချိန်မှာအသင်းရဲ့အခြေအနေက super power အသင်းကြီးတစ်သင်းဖြစ်နေမှာကျင်းနေပါရင် United ရဲ့ကစားသမားရောင်းဝယ်အမားတွေကတော့ဆန်ပါပဲ။ဒီကရလို့ Premier League ရွှေလန်းအိတ်စုရထားတဲ့ကစားသမားကိုရောင်းပြီးဘုသမအွန်နနာကိုခေါ်ခဲ့တယ်လို့မျိုးပေါ့။ Harry Kane ကိုဝယ်လို့ရတဲ့ပတ်စံမျိုးနဲ့ Haaland လို့ဂိုမသွင်းတဲ့တိုက်စင်မှုကိုခေါ်ခဲ့တာလည်းရှိပါသေးတယ်။ အန်တိုနီတို့ပေါင်သန်း40လောက်ပဲတန်တဲ့ကစားမကိုတန်းတရာနီမှာပေးပြတာကလည်းအော်ချလောက်ဆရာပါမယ်။အရင်တော့ United နေပြဟောင်းဖြစ်သူ Rin Rin ကဘောက်ခွဲကိုဒီကစားမ6ခုခေါ်ယူပေးဖို့တောင်းဆိုခဲ့မှုပါရင်အစောပါကစားမ6ခုစလုံးဟာ United စီရောက်မလာဘဲနဲ့ပြန်ပြန်အသင်းတွေမှာအဓိကကစားမတွေဖြစ်နေပြီဆိုတာသိရင်တည်နေဖန်တွေစိတ်ဆိုးတောသားထွက်ကြအောင်ပါ။ Rennie အဆိုရှာထုတ်ခံရပြီးတဲ့နောက်နိုဝင်ဘာ2021မှာ United အနေပြဖြစ်လာသူဖြစ်ပါရင်သူဟာဂျာမန်ဘောလုံးလောကရဲ့နာမည်ကြီးဂျင်းဂျင်းပရန်ဆင်းရဲ့လက်ဦးဖခင်ဖြစ်တယ်လို့ Ragan Klopp တောမန်တူချယ်တို့ကမွေးထုတ်ပေးခဲ့သူပါပြောရမယ်ဆိုရင် Rennie ဟာ ဂျာမန်ဘောလုံးလောကရဲ့ Godfather ဖြစ်ပြီးအထွေထွေရေးပါတယ်ဒီလိုဘက်ကမြို့က United မှာဘောဖွဲကြောင့်အဆင်မပြေခဲ့ဘူးဖြစ်ပါတယ်သူက United ကို Premier League 24ဝက်ကင်တွေ့ခဲ့ပြီး10ဝဲနိုင်9ပွဲတည်ခုနှစ်ပွဲရှုံးရလက်ကိုပေါ်ဆောင်ပေးနိုင်ခဲ့တာပါ။ပုံပြီးထူးခြားတာကတော့ Rennie ဟာ Leicester United အသင်းအနေနဲ့အလုံးစုံပြုပြင်ပြောင်းလဲဖို့လိုအပ်နေကြောင်းအသင်းကမထွက်ခင်ထုတ်ပြောခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်ဇန်နဝါရီပြောင်းရွှေ့မှာကစားမအင်အားမလောက်တာကြောင့်သူကင်းထောက်ထားတဲ့ကျန်ဝင်ကစားသမားတွေကိုခေါ်ယူပေးဖို့တောင်းဆိုခဲ့ပေမဲ့ငြင်းဆန်ခံခဲ့ရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး2022ခုနှစ်အစပိုင်းမှာဘက်သတင်းဌာနနဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ Rennie က ယူနိုက်တက်ကလူလုံးဝမွေကျင်ခဲ့ပါဘူးအဲတော့ကကျွန်တော်တို့ဟာ RB Leipzig ကကဘာတီယောအန်ကွန်ဂိုတို့ကိုခေါ်လို့ရနေပါတယ်မိုရာတာလူးစ်တီရဲ့ဗလာဟိုဗင်းနဲ့ဟာလန်တို့ကိုလည်းခေါ်ချင်ရပါတယ်ဒါပေမဲ့အသင်းကတော့လူမွေဖို့ပဲဆုံးဖြတ်ခဲ့ပါတယ်လို့ပြောခဲ့တာဖြစ်ပါတယ်ရင်းနှီးတောင်းဆိုခဲ့တဲ့ကစားမချောင်းနဲ့လေးဦးဟာလက်ရှိမှာပရီးမီးယားလိအသင်းအတွေ့အကြုံကစားပေးနေပြီဖြစ်ပါတယ်ဒီရက်ကလည်းအသင်းအဓိကကစားမဖြစ်နေသူပါကဘာတီယောနဲ့ဟာလန်တို့က မန်စီးရီးအသင်းစီပြောင်းရွှေ့ခဲ့ကြပါရင်ဂျပါဒီယော့ကကမ္ဘာပလားမကန်ရသေးတာမို့ပြောင်းရွှေ့ခြင်းနဲ့အရင်မမြင်သေးခြင်းဖြစ်ပါရင်ဟာလန်ကိုလည်းမန်စီးရီးကခေါ်ရမှာဟွိုင်လန်တော့ပြောင်းရွှေ့ခြင်းမပေးခဲ့ရပါဘူးအန်ကန်ကူကလည်းချဲစီတင်းကိုရောက်ရှိသွားခဲ့တာဖြစ်ပါရင်အဆိုပါကစားသမားရဲ့စာယူနိုက်တက်အနွေရသည်မှာတိုင်ယမာလာဆီယာလီဆန်ဒိုမာတီနဲ့ဖီဆန်အဲရီဆင်ကက်စပီတိုနဲ့အန်တိုနီတို့ကသာခေါ်ယူခဲ့ပါရင်ဒီစားသမားတွေအားလုံးပေါင်းရင်ပြောင်းရွှေ့ကြရရင်းနဲ့တောင်းဆိုခဲ့တဲ့ကစားသမားတွေအားလုံးပေါင်းထက်ပိုများနေတာဖြစ်ပါရင်ယူနိုက်တက်အနေနဲ့အသင်းကိုစူပါဖြစ်အောင်တည်ဆောက်နိုင်မယ့်အခွင့်အရေးနဲ့လွဲချော်သွားခဲ့တာပဲဖြစ်ပါရင် ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့လောက်ပါမယ်နောက်နေ့မှလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကြီးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုးလိုက်ရပါတယ်ခင်ဗျာဗီဒီယိုလေးကိုစုံနေလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ